မင်္ဂလာပါခင်ဗျာမိုးစောချန်နယ်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အခုဒီတကောင်မှာဆိုရင်ဇယ်လာပိုင်း23ရက်နေ့မှာဇယ်လာပိုင်း18ရက်နေ့အထိဖိုလုံဘိုးစောရဲ့တပတ်စာကတ်ထဲမှာပါဝင်သမျှတွေကိုအတန်နဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်အတန်နဲ့ပြောပြပေးမှာဖြစ်တဲ့အတွက်အတန်ကိုပဲအထူးကယူဆိုင်နားဆင်စေချင်ပါတယ်ခင်ဗျာဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ကျွန်တော်မိတ်ဆွေအနေနဲ့ ကျွန်တော်ရဲ့ channel ကို subscribe မနေရသေးဘူးဆိုရင် subscribe နှိပ်ထားပေးချပါအောင်ခင်ဗျာကျွန်တော်တို့တပတ်စာကတ်တစ်ခုဖြစ်တဲ့ auto key ကိုအရင်ပြောပြပေးမယ်အဲ့ဒီကတ်ကအာကျွန်တော်တို့တရက်စာနေတိုက် key တွေပေးတဲ့ကတ်ဖြစ်ပါတယ်ဒါဆိုရင် တနင်္လာနေ့တရက်စာအတွက်နေတိုက် key ကတော့၁၆၃ရဖြစ်ပါတယ် အင်္ဂါနေ့တရားစာအတွက်နေ့တိုက်ကီကတော့နေ့3 5ဖြစ်ပါတယ်ဗုဒ္ဓဦးနေ့တရားစာအတွက်နေ့တိုက်ကီကတော့5 3 8ဖြစ်ပါတယ်ဇာတာပရိနေ့တရားစာအတွက်နေ့တိုက်ကီကတော့နေ့ခွန်5ဖြစ်ပါတယ် ရှင်ခွန်တောင်ညဖြစ်ပါတယ်ဒါတော့အော်တိုဂီမှာပါဝင်တဲ့နေတိုက်ဂီကိုပြောပြပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တပတ်စာကတ်တစ်ခုဖြစ်တဲ့ဘိုးစော်ရဲ့တပတ်စာအာနယ်ပရိတ်ကို ပြောပြပေးပါမယ်ခင်ဗျာဘိုးစော်ရဲ့တပတ်စာအာနယ်ပရိတ်တနင်္လာနေ့ မနက်ပိုင်းမှာဆိုရင်အားနေနိုင်တယ် break က3 break ဖြစ်ပါတယ်တနင်္လာနေ့ညနေပိုင်းမှာဆိုရင်အားနေနိုင်တယ် break က2 break ဖြစ်ပါတယ်အင်္ဂါနေ့မနက်ပိုင်းမှာဆိုရင်အားနေနိုင်တယ် break က2 break ဖြစ်ပါတယ်အင်္ဂါနေ့ညနေပိုင်းမှာဆိုရင်အားနေနိုင်တယ် break က ကိုပရိဖြစ်ပါတယ်ဗုဒ္ဓဦးနေမနက်ပိုင်းမှာဆိုရင်အားနေနိုင်တဲ့ပရိကဒီပရိဖြစ်ပါတယ်ဗုဒ္ဓဦးနေညနေပိုင်းမှာဆိုရင်အားနေနိုင်တဲ့ပရိကတုံညပရိဖြစ်ပါတယ်ဇာတာပရိနေမနက်ပိုင်းမှာဆိုရင်အားနေနိုင်တဲ့ပရိကခွန်ပရိဖြစ်ပါတယ် ကြာတာပရိနေညနေပိုင်းမှာဆိုရင် အားနေနိုင်တဲ့ break ကတဲ break ဖြစ်ပါတယ်။တောက်ကြနေမနက်ပိုင်းမှာဆိုရင်အားနေနိုင်တဲ့ break ကတောင်ည break ဖြစ်ပါတယ်။တောက်ကြနေညနေပိုင်းမှာဆိုရင်အားနေနိုင်တဲ့ break က3 break ဖြစ်ပါတယ်။အခုကျွန်တော်ပြောပြပေးခဲ့တဲ့ဒီဘိုဇော်ရဲ့တပတ်စာ အာနေပရိဟာဆိုရင်ပုံသေးနီရနေယူပြီးအသုံးပြုထားတာဖြစ်တဲ့အထွတ်တစ်ပတ်ကိုအ ਨੇ ဆုံးနှစ်ချိန်ကတော့ဖောင်းနိုင်ပါတယ်အသုံးပြုခြင်းနဲ့ဆိုရင်တော့မှချင်းချိန်ပြီးတော့အသုံးပြုစေခြင်းပါတယ်နောက်ထပ်တပတ်စာကတ်တစ်ခုဖြစ်တဲ့ဘိုးစောရဲ့တပတ်စာအာနေကနန်ကိုပြောပြပေးပါမယ်ခင်ဗျာတနင်္လာနေ့မနက်အတွက်အာနေနိုင်တဲ့ကနန်ကတော့တဖြစ်ပါတယ် တနင်္လာနေ့ညနေအတွန်းအားနေနိုင်တဲ့ကဏ္ဍကတော့၄ဖြစ်ပါတယ်အင်္ဂါနေ့မနက်အတွန်းအားနေနိုင်တဲ့ကဏ္ဍကတော့၃ဖြစ်ပါတယ်အင်္ဂါနေ့ညနေအတွန်းအားနေနိုင်တဲ့ကဏ္ဍကတော့၄ဖြစ်ပါတယ်ဗုဒ္ဓဟူးနေ့မနက်ပိုင်းအတွက် အာနေနိုင်တဲ့ကဏ္ဍကတော့6 ဖြစ်ပါတယ်ဗုဒ္ဓဦးနေညနေပိုင်းအတွက်အားနေနိုင်တဲ့ကဏ္ဍကတော့1ဖြစ်ပါတယ်ဇာတာပရိနေမနက်ပိုင်းအတွက်အားနေနိုင်တဲ့ကဏ္ဍကတော့9ဖြစ်ပါတယ်ဇာတာပရိနေညနေပိုင်းအတွက်အားနေနိုင်တဲ့ကဏ္ဍကတော့1ဖြစ်ပါတယ်တောက်ကြနေ မနက်ပိုင်းအတွက်အားနေနိုင်တဲ့ကဏန်းကတော့6ဖြစ်ပါတယ်။တောက်ကြနေညနေပိုင်းအတွက်အားနေနိုင်တဲ့ကဏန်းကတော့2ဖြစ်ပါတယ်။ဒါကလည်းအစောကပြောခဲ့တဲ့တပတ်စာအာနေပရိနဲ့တူတူပါပဲ ပုံသေးတွနီးကနေယူပြီးအသုံးပြုထားတာဖြစ်တဲ့အတွက်တပတ်ကိုအနည်းဆုံးနှစ်ချိန်ကတော့ဖောင်းနိုင်ပါတယ်အသုံးပြုခြင်းနဲ့ဆိုရင်တော့မှ ချင်းချင်းပြီးတော့အတုံးပြုစေခြင်းပါတယ်ခင်ဗျာနောက်တစ်ခုကတော့ဘိုးဇော်ရဲ့တပတ်စာ ပေတံဖြစ်ပါတယ်ဘိုးဇော်ရဲ့တပတ်စာပေတံပေတံကဘလို့အတုံးပြုရတယ်လဲဆိုရင် အပေါ်ကကနန်တလုံးအောက်ကကနန်တလုံးတွဲပြီးတော့အတုံးပြုပေးရမှာ ဖြစ်ပါတယ်ဒါဆိုရင် တနင်္လာနေ့တရက်စာအတွက်ပေးရန်ကိုပြောပြပေးမယ်အပေါ်ပိုင်းမှာဆိုရင်တော့ 9 3 9အောက်ပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတဲ့ကနန်း6လုံး4 9 7 3 1 6အပေါ်ကကနန်းတစ်လုံး အောက်ကကနန်းတစ်လုံးတွဲပြီးအသုံးပြုပေးရမှာဖြစ်ပါတယ်အင်္ဂါနေ့တရစာအတွက်ပေတန်းအပေါ်ပိုင်းမှာဆိုရင်9 3 9 9 အောက်ပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတဲ့ကနန်း6လုံး496 183 8ကကနန်း2လုံးအောက်ကကနန်း2လုံးတွဲပြီးတော့အသုံးပြုပေးရမှာဖြစ်ပါတယ်ပေါ်တော့နေ့ DSI အတွက်ဗေဒံကိုပြောပြပေးမယ်အပေါ်ပိုင်းမှာဆိုရင်တော့3 4 6 9 အောက်ပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတဲ့ကနန်း6လုံး9တောင်9 16အပေါ်ကကနန်း2လုံးအောက်ကကနန်း2လုံးတွဲပြီးအသုံးပြုပေးရမှာဖြစ်ပါတယ်။ကြာသာပရိနှစ်တရက်စာအတွက်ပေတံကို ပြောပြပေးမယ်။အပေါ်ပိုင်းမှာဆိုရင်တော့9 8 အောက်ပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတဲ့ကနန်း6လုံး939 4961အပေါ်ကကနန်းတစ်လုံးအောက်ကကနန်းတစ်လုံးတွဲပြီးအသုံးပြုပေးရမှာဖြစ်ပါတယ်။တောက်ကြနေတရားစာအတွက်ပေဒံကို ပြောပြပေးမယ်။အပေါ်ပိုင်းမှာဆိုရင်တော့39 4 5 ကိုအောက်ပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတဲ့ကနန်း6လုံး၄ချောင်း8 3 9 1အပေါ်ကကနန်း2လုံးအောက်ကကနန်း2လုံးတွဲပြီးအသုံးပြုပေးရမှာဖြစ်ပါတယ်အခုပြောပြပေးခဲ့တာကတော့ဇေလာပိုင်း73ရက်နေ့မှာ89ရက်နေ့အထိဘောဇော်ရဲ့တပတ်စာ ပေရန်ကို ပြောပြပေးခဲ့တာ ဖြစ်ပါတယ် ဒါဆိုရင်တပတ်စာကတ်တစ်ခုဖြစ်တဲ့ဖိုးလုံးရဲ့တပတ်စာကတ်ကိုပြောပြပေးမယ်ဖိုးလုံးရဲ့တပတ်စာကတ်ထဲမှာကျွန်တော်တို့တရားစာနေတိုက်ကီတွေကိုပြောပြပေးပါမယ်ခင်ဗျာတနေ့လာနေ့တရားစာအတွက် နေတိုက်ကီကတော့၃ည၅ခွန်ဖြစ်ပါတယ်အင်္ဂါနေ့တရားစာအတွက်နေတိုက်ကီကတော့ တောင်ညာငါခွန်ဖြစ်ပါတယ်ဗုဒ္ဓဦးနေတရားစာအတွက်နေတိုက်ကီကတော့ငါတောင်ညာတောင်ဖြစ်ပါတယ်ဇာတာပရိနေတရားစာအတွက်နေတိုက်ကီကတော့ဒင်း၆ရှစ်ဖြစ်ပါတယ် တောက်ကြနေတရားစာအတွက်နေတိုက်ကြရတော့6 1 9ဖြစ်ပါတယ်ကျွန်တော်ဖိုးလုံးကတ်တဲ့ကနေတိုက်ကြတယ်ပြောပြဖေးပြီးပြီဆိုတော့ဖိုးလုံးရဲ့တပတ်စာပေရန်ကို ပြောပြပေးမယ်အပေါ်ပိုင်းမှာဆိုရင်တော့1 4 9 6 9 အောက်ပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတဲ့ကဏ္ဍ၅လုံး3 2356အပေါ်ကကဏ္ဍတစ်လုံးအောက်ကကဏ္ဍတစ်လုံးတွဲပြီးအသုံးပြုပေးရမှာဖြစ်ပါတယ်။ပြီးရင်ဖိုးလုံးရဲ့တပတ်အတွင်းမပြောက်ပတိကိုပြောပြပေးမယ်။မပြောက်ပတိကတော့3ညာပတိ9ပတိ6ပတိဖြစ်ပါတယ်။ပြီးရင်ဖိုးလုံးရဲ့နောက်ဆုံး တပတ်စာပရိကိုပြောပြပေးမယ်တပတ်စာပရိကတော့တေပရိ6ပရိဖြစ်ပါတယ်အကယ်၍ဒီပရိထဲကပေးခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ဒီဇေလာပိုင်း73ရက်ကနေဇေလာပိုင်း89ရက်နေ့အဲတပတ်အတွင်းမှာကျွန်တော်တို့တေပရိကို ပို့ပြီးတော့ကြိုက်ပါရခင်ဗျာတေပရိပါမှတ်ထားပေးပါကျွန်တော်တို့ဟိုကျွန်တော်ကတော့ဒီ တေပရိတ်6ပရိတ်ထဲကတေပရိတ်ကို ပို့ပြီးတော့ကြိုင်နေတတ်ပါရခင်ဗျာမိတ်ဆွေတို့အနေနဲ့အကြိုက်တူတယ်ဆိုရင်အသုံးပြုနိုင်ပါတယ်ကျွန်တော်ဒီဆယ်လာပိုင်း73ရက်နေ့ဟာအပိတ်ရဖြစ်တဲ့အတွက်ကျွန်တော်ဒီဘက်မှာဆိုရင်14ရက်နေ့ကနေစမှာဖြစ်ပါရခင်ဗျာအခုပြောပြပေးခဲ့တာကတော့ဖိုလုံဘိုဇော်ရဲ့တပတ်စာ ကတဲ့မှာပါဝင်သမ ्या တွေကိုအတန်နဲ့ပြောပြပေးခဲ့တာပဲဖြစ်ပါတယ် ဒီဗီဒီယိုကိုစိတ်ရှည်စွာဖြင့်နားဆင်ပေးခဲ့ကြတဲ့မိတ်ဆွေတဦးတယောက်ချင်းစီကို ကျွန်တော်ပို့ဆောင်မှဂျေဆုအထူးပဲတင်ရှိပါရခင်ဗျာ